ဒီအင်္ဂလိပ်ကိုပြောင်းလာခဲ့တာတပတ်လောက်တော့ရှိပါပြီရန်ကုန်မြို့မြို့ပေါ်ရက်ကွက်မှာတော့အခုလိုလုံချင်းအိမ်ငှားရဖို့ဆိုတာလွယ်တော့မလွယ်လောက်ဘူးအများအပြားတော့တိုက်ခန်းတွေသာများတာမလို့ပပတယောက်အခုလို လုံချင်းအိမ်ကလေးကိုတိုက်ခန်းတစ်ခုတတနဲ့6လစာစာချုပ်ချုပ်လိုက်ရတာကိုအယံကိုဝမ်းမြောက်မိတယ်အိမ်ပိုင်ရှင်ကလည်းအပြောကောင်းသဘောကောင်းတယ်မလို့ပပပို့ပြီးတော့ဝမ်းသာမိတယ်အိမ်စာချုပ်ချုပ်တဲ့အခါမှာလည်းမြမြဆဆအချက်လက်တွေရှောက်မရေးထားတစ်ခုတော့တတိပေးထားတယ်မနေလို့လျင် 6လစာငွေပြန်မအန်းဆိုတဲ့ချက်ပဲဖြစ်တယ်။အင်္ဂလိပ်ဟာတစ်ထက်အိမ်တိုက်ပုတ်ကလေးတစ်လုံးဖြစ်ပါတယ်။ပပတို့လေမြဟာညာပြီးတာတိတ်မကြသေးဘူး။ကိုနိုင်ကတင်မောသားဖြစ်တယ်။ဒါပေမဲ့လည်းတိတ်တော့မပြေလေသေး။ဒီတော့ကြောင့်ကိုပိုင်တိုက်ခန်းတို့အိမ်တို့မဝဲနိုင်သေးပဲနဲ့ငားနေရခြင်းဖြစ်ပါတယ်။ကိုနိုင်တင်မောတက်သွားတော့ပပဟာဆွေမျိုးတော်တဲ့အတော်ကြီးတယောက်ကိုခေါ်နေတယ်။အခုအင်္ဂလိပ်မှာတော့ပပရဲ့ဒေါ်ကြီးမှောင်ရတာနေထိုင်ကြပါတယ်။အိမ်အတွင်းမှာအိမ်ခန်းနှခန်းပါတာကြောင့် အင်းရှိပတ်ကြတဲ့အခန်းကိုပပတို့လင်မြအခန်းဖြစ် ပြင်ဆင်လိုက်ပြီးတော့အနောက်ဘက်ကြတဲ့အခန်းကိုတော့ဒေါမုံအခန်းဖြစ်ပေးလိုက်ပါတယ်။ပပဟာအလုံးမမဲ့ရရမရှိ online shopping လေးတစ်ခုဖွင့်ထားတယ်။ပစ္စည်းတွေရောင်းချနေရအရန်ကို ရောင်းရတယ်မဟုတ်ပေမဲ့သူ့ဟာနေတော့အဆင်ပြေနေဖို့အိမ်စားဖို့တော့ကာမိတယ်။ကိုနိုင်ဆုံးပြီးတဲ့ငွေတွေကိုတော့ကိုပိုင်တိုက်ခန်းလေးတစ်ခုဝယ်နိုင်အောင်လို့စုရတော့မယ်။ဒီနေ့ဘာချက်ရမလဲပပ။ပပအမဲသားကိုနှက်ပြီးစားခြင်းနဲ့ တော့မောဝေလာခဲ့ပြီနော်တော့မောဟာဈေးဆွဲခြင်းကိုဆွဲပြီးတဲ့နောက်ဈေးကိုထွက်သွားတယ်ပပကတော့မျက်နှာတည့်အလှပြင်ဖို့အတွက်ပြင်ဆင်နေမကြခင်မှာသွားစရာရှိတာကြောင့်သွားဖို့ပြင်နေရခြင်းဖြစ်တယ်ပပဟာအလှပြင်နေနဲ့မျက်ခုံးမွေ့ဆွဲတဲ့ခဲတံလေးဟာမှန်တင်ကုန်ဘောကနေပြောက်ကျသွားတယ်ဒါကြောင့်အဲ့ဒီမျက်ခုံးမွေ့ဆွဲတဲ့ခဲတံလေးကိုပြန်ကောက်လိုက်ရသူ့ရှေ့မှန်တင်ကုန်ရှိမှရှိတဲ့ဘဲဥပုံကြည့်မှန်ကြီးပေါ်မှာ လူရိတ်တရံတစ်ခုကို မြင်တွေ့လိုက်ရတယ်ပပတယောက်ထိတ်လန့်ပြီး မျက်လုံးတွေကိုပိတ်ထားမိတယ်။ခဏကြာပြန်ဖွင့်ပြီးမှန်ထဲကိုကြည့်တော့ဘာမှမရှိဘူး။မှန်ထဲမှာသူ့အခန်းပြတင်းပေါက်ကိုဖွင့်ထားတဲ့ပုံရိပ်ကလွဲလို့ဘာမှမတွေ့ရဘူး။စိတ်ထဲမှာထင်တာဖြစ်မှာပါဆိုပြီးတော့အဝယ်စားထဲကအပြင်ကိုထွက်တယ်။အိမ်တော့ကသူ့မှာတစ်ချောင်းတော့မမတစ်ချောင်းရှိတာကြောင့်အိမ်တော့ကိုပိတ်ထားခဲ့တယ်။အိမ်ကနေလမ်းလျှောက်ထွက်လိုက်ရာကားဂိတ်နာရောက်မှာတော့အင်ရှင်တော်ကြီးနဲ့ဆုံတယ်။အင်ရှင်တော်ကြီးဟာကားဂိတ်နာမှာလမ်းမှာတန်းတိုက်မြင်ကြီးတက်ကိုဝယ်ပြီးတော့ ဆိုင်တစ်ခုလည်းဖွင့်ထားတယ်။ပပသမီးလေးနေရတာအဆင်ပြေတယ်မဟုတ်လား။အသက်50ကျော်အင်ရှင်တော်ကြီးဟာအသက်25နှစ်ရွယ်ပပကို သမီးလေးလို့ခေါ်တယ်။ဟုတ်ကဲ့အဆင်ပြေပါတယ်။နေရတာတစ်ခုခုရောထူးဆန်းတာရှိလား။တစ်ခုခုထူးဆန်းတာ။ပပတကူလေးပြောပြီးတဲ့နောက်တွေ့တယ်။ဩမဟုတ်ပါဘူးကွယ်။အိမ်ကနေရတာအဆင်မပြေတာများ ရှိလားလို့မေးတာပါ။အဆင်ပြေပါတယ်အန်တီ။ဘာမှမဖြစ်ပါဘူး။ ီလိုပြောပြီးတော့ကာဂိဘက်ကိုဆက်ပြီးထွက်လာတယ်။စိတ်ထဲမှာတော့ထူးထူးဆန်းဆန်းပဲအင်ရှင်တော်ကြီးပြောတဲ့စကားတွေကိုပြန်ပြီးတော့တွေးမိတယ်။ဒေါမောအင်ကိုပြန်လာတော့အင်ကိုတောက်ခတ်ထားတာတွေ့ရတယ်။ဒါကြောင့်ပပမရှိတော့ဘူးဆိုတာကိုသိတာမို့လို့အင်တော့ကိုဖွင့်ပြီးဝင်လာတယ်။အင်ရှင်ပြတင်းပေါက်တွေအားလုံးကပိတ်ထားတာမို့လို့အင်ထဲမှာလည်းမောင်မင်းနေတာတွေ့ရတယ်။ဒေါမောဟာစောချင်းလေးကိုချပြီးတဲ့နောက်ခြံတော့ကိုပြန်ခတ်ဖို့အင်ထဲကထွက်လာတယ်။ခြံတော့ကပြန်မခတ်လို့ရင်မရဘူး။အိမ်မှာကိုကတယောက်တည်းကြံခဲ့တာ လူစိမ်းတွေလူရန်ကားတွေအိမ်ထဲဝင်လာပြီးတော့အနှုတ်ကျန်းစီမှဟုတ်ပေဖြစ်နေမယ်။ခြံတကားကိုတော့ပြန်ကတ်တော့သူ့စောချင်းလေးဟာတကြွကြွနဲ့အတန်ကြတာကြောင့်လက်ကြည့်တယ်။စောချင်းဟာလှုပ်ရမ်းသွားပြီးလဲကျသွားတယ်။အနားမှာတော့ဘာမှမရှိဘူး။လေတက်တာကြောင့်လှုပ်ရမ်းသွားမယ်ဆိုပေမဲ့လည်းနေလေခင်မှာလေကလုံးဝမတိုက်ဘူး။ထူးတော့ထူးဆန်းတယ်။ငါတင်လိုက်တာမတက်လို့များလား။ဒီလိုပြောပြီးတော့စောချင်းလေးကိုဆွဲကအိမ်နောက်ဘေးကိုဝင်ခဲ့ပါတယ်။ပြတင်းပေါက်တွေမဖွင့်တော့ဘဲနဲ့မိပဲဖွင့်တယ် နေ့လည်ပပပြန်လာကြရင်အမိဖြစ်ဖို့အတွက်ချက်ရအောင်မယ်။ထမင်းအိုတူပေါင်းအောင်နဲ့တဲပြီးတော့အမေသားတို့ကိုဘေးစက်မှာတင်ပြီးဆေးတယ်။ဒီချိန်မှာဒေါမုံတယောက်ကြောတွေချမ်းလာတယ်။ဒါဆုံးတယောက်ဟာသူ့ကိုစိုက်ကြည့်တယ်လို့ခံစားလိုက်ရတာကြောင့်ကြောမလုံးတော့ဘူး။မိဖို့ကြောင့်ကဝင်နေဝင်ပေါက်ကိုလှည့်ပြီးကြည့်ပေမဲ့ဘသူ့ကိုမှမတွေ့ရဘူး။ဒေါမုံစိတ်တွေသူ့ကိုယ်သူဖြည့်နေပေမဲ့တဖြည်းဖြည်းနဲ့စိတ်ထဲမှာခြောက်ခြားလာတယ်။အိမ်မှာလည်းသူတယောက်တည်းမဟုတ်လို့စိတ်ကမလုံးတာလည်းဖြစ်နေမယ်။အမေသားတွေကိုလှိဖြတ်နေနေနဲ့ စားစနစ်နယ်ဖို့အတွက်စားဖို့ကိုတွားယူစားထားတဲ့နေရာပြင်းစင်းတဲ့အနေငယ်လှမ်းလေစားဖို့ယူပြီးပြန်လှည့်တော့အမဲသားပကံတွေကအမဲသားနှစ်တုံးဟာခုံထွက်ပြီးတော့ပြင်းစင်းပေါ်မှာခုံပေါက်နေတာတွေ့ရတယ်အမလီဖေယာကဲတော်မူပါလော်မော်တယောက်ပြောပြီးတော့မိဖို့ချောင်းတွေကနေပြေးထွက်လာတယ်သူ့မျက်စိမှားတဲ့တင်နဲ့မိဖို့ချောင်းအခန်းတကာဝါကနေပြင်းစင်းကိုလှမ်းကြည့်တဲ့အခါမှာကြံနေတဲ့အမဲသားတုံးကပကံတွင်းကခုံပေါက်ထွက်နေတာတွေ့ရတယ် ဘာမှမပါလို့ရမှမသိတကြုံနဲ့ပဲဘုရားရှင်ရှိကိုရောက်လာတယ်။ဘုရားရှင်ကိုလှမ်းကြည့်လိုက်တော့ဘုရားရှင်ဘေးမှာပရိယေဘူးနှစ်ဘူးကိုတွေ့ရတာကြောင့်ပရိယေတဘူးယူပြီးမိဘကြောင့်အတွင်းကိုပိုက်ပြန်တယ်။ဒီတော့မှအသားတို့နေဟာငြိမ်ချသွားတယ်။မိဘကြောင့်တက်မှာအသားတို့နေကအားလုံးဘုဒ္ဓစာဒီစာနဲ့ပြန်ကျဲနေတယ်။မဖြစ်ဘူး။ပပကိုပြောမှဖြစ်မယ်။ဒီလိုတွေးပြီးတဲ့နောက်စိတ်ထဲမှာလည်းမတန်တော့ဖုံးနဲ့ပရိယေကြီးဆက်တဲ့တော့ကိုဖွင့်ထားပြီးတော့မိဘကြောင့်မှအလုံးလုံးတယ်။နောက်ပိုင်းမှာတော့ ်ဘာချောက်လန့်မှုမျိုးမှမကြုံရတော့ဘူးပပကနေ့လယ်တနားရီလောက်မှပြန်ရောက်လာတယ်ဒီကုလုံးကလည်းချွေးတွေထွက်ပြီးတော့ဘူးအိုက်နေရအိမ်ထဲကိုဝင်လိုက်ပြီးအဲကုန်းကိုဖွင့်ကအမောပြေးတယ်ဒေါမုံတယောက်ပပနာကိုတိုးလာတယ်ဒေါမုံပပပိုက်စားတယ်ထမင်းစားမယ်ဒေါမုံတယောက်ပပကိုဘာမှမပြောသေးပဲနဲ့ထမင်းကူးပေးတယ်ပပကအိမ်ရှိမှာတီဝီဖွင့်ပြီးတော့တီဝီရှိစတီမှာပဲထိုင်ပြီးတော့ထမင်းစားဖို့ပြင်တယ်အမဲသားနှစ်နဲ့အရန်ဟင်းနေဒေါမုံတယောက်ယူလာတယ် ။သမင်းနဲ့ဟင်းကိုပြင်ပေးပြီးတဲ့နောက်အိမ်နောက်ဖေးကိုပြန်ဝင်သွားတယ်။ပပလည်းကိုရီးယားကကြည့်ပြီးသမင်းစားတယ်။ဒေါ်မုံလက်ရကတော့ပြောစရာမရှိအောင်ကိုကောင်းတယ်။ဒီချိန်မှာ TV ဟာအစင်းနေပေါ်လာပြီးတော့တရေမျက်နှာကြီးပေါ်လာတယ်။တခြားလိုင်းလိုင်းကိုပြောင်းသွားခြင်းဖြစ်ပြီးအဲ့လိုင်းဟာထိုင်းတရေကတခုကိုပြသနေခြင်းဖြစ်ပါတယ်။ပပလည်းသူ့ရဲ့ဇပွဲပေါ်မှာရှိတဲ့ TV remote ကိုကောက်ကန်ပြီးတဲ့နောက်လိုင်းပြန်ပြောင်းတယ်။စိတ်ထဲမှာလည်းတမျိုးကြီးမလုံးကျုံသလိုကန်စားနေရပါတယ်။ကြည့်နေတဲ့10မိနစ်ခန့်တောင်မကြာသေး တီဗီကလိုင်းပြောင်းသွားပြန်တယ်။ခုနကကြည့်နေတဲ့ထိုင်းတရေကလိုင်းကိုပြန်ပြီးတော့ရောက်သွားပြန်တာ။ဒီချိန်မှာပပတကူလုံးချမ်းတက်လာတယ်။စိတ်ကတော့မဖြစ်နိုင်ဘူးလို့တွေးမိတယ်။ရမုတ်များကြောင်းသွားတာလား။ရမုတ်ကိုသုံးလေးချက်လောက်ခောက်ပြီးတော့နှိပ်ပေးမယ်။ထိုင်းတရေကလိုင်းကနေလုံးဝတခြားလိုင်းကိုမပြောင်းတော့ဘူး။ဒါကြောင့်တီဗီပိတ်တဲ့ခလုတ်ကိုနှိပ်လိုက်ရာတီဗီကပိတ်သွားတယ်။ဒီကမှအကြောက်လွန်ပြီးကြောက်လန့်ပေါ်ရမြင်ကွင်းကိုမြင်ရတယ်။တီဗီပိတ်ပြီးတော့နည်းနည်းပြင်းကြီးမဲပြီးသွားတဲ့အခါ တီဗီမှာအလင်းပြန်မှုကြောင့်ပပဟာသူ့ကိုယ်သူတီဗီမှန်သားပြင်မှာပြန်ပြီးတော့မြင်နေရတယ်။အဲဒီခါမှန်သားပြင်ထဲမှာတုံနဲ့အတူသူ့ရဲ့ဘေးနားမှာသပင်ရှင်နဲ့မိန်းမတယောက်ထိုင်နေတဲ့အရေးကိုတွေ့ရတယ်။ပပလန့်ပြီးတော့သူ့ဘေးကိုကြည့်တဲ့အခါမှာအဲ့ဒီမိန်းမမရှိတော့ဘူး။တီဗီကိုတဖန်ပြန်ကြည့်တော့လည်းဘာမှမတွေ့ရဘူး။စိတ်ထဲမှာတော့အယံကိုကြောက်လန့်သွားတယ်။ဒေါမုံဒေါမုံဒေါမုံကအရှိကိုပပခေါ်တဲ့ကြောင့်ပြေးထွက်လာခဲ့ပါတယ်။တခုခုတခုခုတွေ့လိုက်တဲ့ဒေါမုံ။ ။ဘာတွေ့လိုက်တာလဲ။ပပပြန်စင်းလာတယ်။ဒေါမုံကိုပြောလိုက်ရင် မကောင်းဘူးလို့ပြန်တွေ့မိတယ်။သူ့တရေကကြည့်ပြီးစိတ်ဆွနေတာ။ကိုဘသားကိုကြောက်နေရလို့လဲစိတ်ထဲမှာထင်နေ။ဘာမှမဟုတ်ဘူးဒေါမုံ။ဒေါမုံတယောက်ကောင်းချိန်ပြီးတော့ပြန်လှည့်ထွက်သွားတယ်။ဒေါမုံလည်းသူ့ကြုံတွေ့ခဲ့ရတာကိုပပကိုပြန်ပြောပြဖို့စိတ်ကူးထားပေမဲ့ပပကြောက်သွားမှဆိုတာကြောင့်မပြောဘဲနဲ့နေတယ်။ညဘက်ရောက်တော့ပပစဉ်းစားမိတယ်။နေလေကအကြောင်းကိုလည်းအခဲမကြေဖြစ်နေမိတယ်။ ငားမျက်လုံးနဲ့တိတ်ချမြင်ရတာပါဒီလိုတွေးနေနေယောက်ျားပြည်သူနဲ့ဗီဒီယိုကောပြောပြီးတဲ့နောက်ဖုန်းတုံးပြီးတော့အိပ်ပျော်သွားတယ်ညတကောင်လောက်မှာတော့ပပလန်လို့လာတယ်ဖုန်းကိုလက်ထဲမှာကင်ထားတော့ဖြစ်တယ်ဖုန်းကိုလိုင်းပိတ်ဖို့ခံလိုက်တော့လိုင်းပေါ်ခဏတက်မှွေတယ်ဒီချိန်မှာစိတ်ထဲမှာမလုံးခြုံတယ်လို့ဖြစ်လာတော့ခနာကူကလည်းအေးဆက်လာပြီးတော့တမျိုးကြီးဖြစ်လာတယ်ဒါကြောင့်ခဏအောင်ပြမတ်ကိုကြည့်မိတဲ့အခါကြေချပါကြေလောင်စွာအွန်လိုင်းမိတယ်အဲနောက်ကိုကိုတစ်ဖက်ကိုဆောင်းခေါင်းနဲ့မှုရနဲ့အုပ်ထားမိတယ် မကြခင်မှာဒေါမုံပြေးထွက်လာပြီးတော့အခန်းငါးကိုလာခောက်တယ်။ဒီတော့မှပပလည်းမဝော့မြဲနဲ့ပြန်ကြည့်တော့အခန်းထဲမှာဘာမှမရှိတော့ဘူး။ခြံောင်တွေကနေပြေးထွက်ပြီးတဲ့နောက်အခန်းငါးကိုတော့ဖွင့်နေ။အဲနောက်အခန်းပြင်ကိုပြေးထွက်လာတယ်။ပပဘာဖြစ်တာလဲ။အော်တန်ကြလို့တကိုယ်လုံးမှလည်းချိုးနေတယ်။ပပကတောင်းရင်နေပြီးတော့တကိုယ်လုံးမှလည်းချိုးတွေထွက်နေတယ်။အခန်းတွင်းအေယာကွန်ဟာဆက်ချောက်ထားတာမို့လို့အေးဆက်နေပေမဲ့ပပကတော့ချွေးပြန်နေတော့မယ်။ဟုတ်ဟုတ်လေ။ တည့်ရင်လို့ဂရင်ချင်းကိုကြည့်လိုက်မိတာတကူလုံးမဲနဲ့နေတဲ့လူမကြီးတကောင်ပါးစပ်တွေမျက်လုံးတွေကဖြူဖွင်းနေတာပဲအဲ့လူကြီးကပပကိုချင်းကနေစိုက်ပြီးကြည့်နေတာဟုတ်လားပပထူးဆန်းလိုက်တာဖះရှစ်ကောမအိပ်ဘူးလားပပကနေတိုင်းတော့ဖះမရှစ်ခိုးဖြစ်ဘူးလေသူ့လေခြောက်ခြားပြီးတော့ထင်အောင်ထမားတွေဖြစ်တာဖြစ်လိမ့်မယ်မဖြစ်နိုင်ဘူးတော့မဟုတ်ပပတေချာကိုမြင်ရတာနောက်ဆိုလေပရိရေတောက်ပြီးအိတ်လိုက်ပရိရေကိုခေါင်းမှာဆော့ ဖယားရှိကိုပြီးပြန်အိတ်ဟင်းပပမအိတ်ရဲတော့ဘူးတော့မို့တော်မုံနဲ့လာပြီးတော့အိတ်လို့ရမလားဖြစ်ပါမလားပပရဲ့ဂရင်ကတယောက်အိတ်ဂရင်လေးရပါတယ်ပပကြောက်တော့ပါတော်မုံကကောင်းချင်းပြတယ်အညာကပပကိုဂရင်မမအိတ်စေပြီးတော်မုံကကြမ်းပြမှာအခင်ခင်ပြီးအိတ်တယ်တော်မုံလည်းစဉ်းစားတယ်ဒီအိတ်မှတစ်ခုခုတော့ရှိနေပြီတင်တယ်တစ်ခုကောင်းတာဟာတော်မုံကပပပါဖယားတရားကိုင်းဆိုင်သွားခြင်းဖြစ်တယ်မနှက်ဆိုပရိတ်ခွေဖွင့်ပထန်းခွေဖွင့်ကြတယ် ညာဘက်ဆိုဘုရားရှိခိုးပြီးမှလိုက်တက်ကြတယ်ဒီလိုနဲ့တပတ်လောက်ကြာတဲ့အထိဘာမှမဖြစ်တော့ဘူးသုံးရက်လောက်ကြာတော့အခန်းကိုပပတယောက်ပြန်အိတ်တယ်ဒါပေမဲ့အခန်းတကားကိုလုံးမချတော့ပဲဒီတိုင်းပဲပိတ်ထားတတ်တယ်ကိုရမြောက်တဲ့နေ့မှာတော့ပြန်ပြီးတော့စတယ်အဲ့ဒီကပပတငငချင်းနဲ့နေဆုံးကြပြီးညာဘက်အပြင်ထွက်လာတယ်အဲ့မှာဒေါ်မုံတယောက်သာကြံခဲ့တယ်ဒေါ်မုံလည်းတချင်းနဲ့တချင်းကြီးနဲ့အဝယ်စားတွေကိုမိဖို့တိုက်တယ်မိဖို့ကိုအင်ရှိကမ်းမှာထွက်တိုက်တယ်ညရာတိမို့လို့ပူရတာမို့လို့ မေးဖို့တိုက်တာမို့လို့ပို့ပြီးတော့ပို့တယ်။အင်ရှင်းမှာအေယာကွန်ရှိပေမဲ့ဒေါ်မွန်ကတိတ်ပြီးတော့အေယာကွန်မတုံးဘူး။ပပတယောက်ပဲအေယာကွန်အဖွင့်များတယ်။မေးဖို့တိုက်ပြီးတော့အဝတ်တွေကိုစီစီနဲ့ပုံထားတယ်။ဒီချိန်မှာအိမ်တကားတဲ့အကောင်ပိတ်ထားရတဲ့လေဟာဝိတ်ပြီးတိုက်နေတယ်။ပထမဒေါ်မွန်ဟာအိမ်ခေါင်းမိုးနားကတုံးဝင်လာတဲ့နွေလေများဖြစ်မယ်လို့မှတ်ယူတယ်။လေကအေးတာကြောင့်အပူတော်နဲ့တက်တာသွားတယ်။လေကလည်းအေးလိုက်တာ။ရိုးရသည်မှာတန်ဖိုးရှိတဲ့လေပဲ။တယောက်တည်းရေရွတ်ပြီးတော့ မင်းဖို့ဆက်တိုက်တယ်ဒီချိန်မှာလေကထပ်ပြီးတိုက်လိုက်ပြန်တယ်တစ်ချက်တစ်ချက်တိုက်ရင်ကနေလွေဒီဟာအဆက်မပြတ်တိုက်လာတယ်တိုက်တာကလည်းတဲနေရတယ်မဟုတ်ပဲနဲ့ဒေါမုံကိုအရှိရောနောက်ကလေကပါလက်ပတ်ပြီးတော့တိုက်နေခြင်းဖြစ်တယ်လေကတိုက်ရင်နဲ့ဖြည်းဖြည်းထမ်းလာတယ်မင်းဖို့တိုက်ပြီးတာဝတ်တွေပြိုလဲကုန်ပြီးမတိုက်ရသေးတဲ့အဝတ်တွေလည်းလေတိုက်တာကြောင့်ရွေးကုန်တယ်ဒေါမုံတယောက်ကြောက်လန့်ပြီးမျက်လုံးပြူးသွားတယ်တောက်တောက်မှမှာလေရှင်ကျမကမချောက်လှမ်းပါနဲ့ပြောရင်းနဲ့ကြောက်တူးတွေတုံးနေတာ ထိုင်နေမယ်ခနာကူကတဆက်ဆက်တုံးလာတယ်။ဒါပေမဲ့မကြခင်မှာပဲလေးတွေရရက်တန်သွားတယ်။ဒေါမုံလည်းမီးဘူးဆက်ပြီးတော့မတိုက်ရတော့ဘူး။မတိုက်ရသေးတဲ့အဝတ်တွေကိုလိုက်ကောက်ပြီးတော့တိုက်ပြီးသားအဝတ်တွေကိုပြန်စုကထားတယ်။ဒူးတွေကတော့ပျော့ခွေနေပြီ။အဲနောက်ပပခန်းနဲ့ဝင်ပြီးတော့ဗီဒီယိုကိုဖွင့်ကအဝတ်တွေကိုထည့်ထားခဲ့တယ်။ဒေါမုံတယောက်ဖျားစာကြကြရွတ်ပြီးချက်ခိုးတယ်။ညာ9နိုင်ထူတော့မှပပပြန်ရောက်လာတယ်။ပပကိုကြည့်ရတာပုံမှန်တော့မဟုတ်ဘူး။ပပနောက်ကျလိုက်တာ။ အရက်တွေတောက်ခဲ့တာလားတငယ်ချင်းနေနေဆိုတော့စိုးကျူနေနေလေးတောက်လာတာပါ ပပကတရင်တရင်နဲ့လမ်းလျှောက်လာရဲ့အိမ်ကန်ထဲကိုဝင်သွားဖို့လုပ်တယ်လူကတော်တော်လေးကိုရိန်ထုတ်နေရမလို့တောင်းမမတွဲပြီးတဲ့နောက်ပပကိုကလေးမကိုတင်ပေးတယ်ပပလည်းအိမ်ရောက်လာပြီမလို့စိတ်ကိုတနှုံချကအိတ်လိုက်ပါတယ်လေရောင်းနေကိုထမတက်ခံစားနေရတယ်ပပလည်းပဲနေပုတ်ထိုးနေတယ်စိုးကျူရဲ့အကျိုးတွေဖြစ်မယ်ရေတောက်ဖို့အတွက်အိယာထားဖို့ပြင်တော့လူကလှုပ်မရဒီကောင်မမျက်လုံးကိုအားယူပြီးဖွင့်ကြည့်တော့ အကောင်မမဲကြီးတကောင်ဟာသူ့ကိုခွာစီထားတာတွေ့ရတယ်။ဗဇက်ကြီးတွေကပြဲနေပြီးတော့နေရွက်အထိပါတက်ချိန်မလာထင်ရတယ်။သွားတွေကလည်းငွေရောင်လလိုဖြူဖြူကြီးတွေဖြစ်တယ်။မျိုးလုံးဖြူဖြူကြီးဟာပြုတ်ကျယ်ပြီးတော့မျိုးလုံးအလဲမှာအရန်ကိုတင်းခဲ့တဲ့အနက်ဆန်လေးတခုတော့ပါတယ်။ဖဖတရအော်ဟစ်ကြီးတယ်။ရုံးကန်ကြီးတယ်။ဒါပေမဲ့တကိုယ်လုံးအားမရှိဘူး။လှုပ်ရှားလို့လည်းမရဘူး။အော်ဖို့ကြိုးစားပေမဲ့တအီးအီးပဲအတန်ထွက်တယ်။မကောင်းစိုးဝါမျက်နှာကြီးဟာပပနေကိုကတ်လာတယ်။သပင်တွေက သူ့မျက်နှာနဲ့လေဘင်းကိုလာရိုက်တယ်။ပပ7မိနစ်လောက်ရုံးကန်နေမောလာတယ်။ဒေါမော်တယောက်အိတ်နေနဲ့တရားရောက်ကလှုပ်နှုတ်တလို့ဖြစ်ပြီးဂရင်ကြီးကရင်းခါသွားတယ်။ဒီခါမှမျက်စိပုံရှောက်ကြည့်တော့စိတ်ထဲမှာဘာရဲ့မသိပပအခံဘတ်သွားဖို့စိတ်ကူးဖြစ်လာတာကြောင့်ပပအခံဘတ်ကိုထွက်လာတယ်။အခန်းကကစိတ်ယုံစိတ်ထတာကြောင့်အသားကလေးတွန်းလိုက်တာနဲ့အခန်းထဲကိုမြင်ရတယ်။ပပဘာကြီးလဲ။ကြောက်လန့်ကြတဲ့အွန်လိုင်းမိတယ်။ပပရင်ဘတ်ပေါ်မှာလူမဲကြီးကတတ်ထိုင်နေ။ ဒေါမုံအွန်လိုက်တော့လူမကြီးကဒေါမုံကိုလှည့်ကြည့်ပြီးတဲ့နောက်ဟုံးကနေကုန်းထပြီးနယံကိုပင့်ကိုတကောင်လုံးကုတ်တက်သွားတာနည်းနည်းချက်ပေါ်တက်ပြီးပျောက်သွားတယ်ဒေါမုံမျက်လုံးနဲ့တက်အပ်မြင်လိုက်ရတာမို့လို့အံ့ဩသွားတယ်ပပကတော့ကတဲ့မမလွတ်လွတ်နေတာကြောင့်ဒေါမုံကပပကိုသွားပြီးထိတော့မှပပအိပ်ပြီးလန်လို့လာတယ်ပပတွေ့လိုက်လားတွေ့တယ်ဒေါမုံပပကိုခွာစည်းနေတာကြာပြီအေးမကောင်းဆိုးဝါးကြီးတကောင်ပဲပပဒေါမုံကအလက်မပြေသေးဘူး ပပကတော့အရန်ကိုထိတ်ထိတ်လန့်လန့်နဲ့ငိုကြွေးနေတယ်။သူတို့နှစ်ယောက်တော့ဘုရားသခင်ရှိကိုထွက်ပြီးထိုင်နေလိုက်တယ်။ပပတို့ဘာလို့ရမလဲတော့မဟုတ်။ပပကတော့စိတ်ထဲမှာရှိတဲ့အတိုင်းဆိုဒီအိမ်ကနေအခုပဲပြောင်းပြေးနေတယ်။နေပေါင်းပပရဲ့အိမ်ကားကတွေဆုံးကုန်မှာပေါ့။ဒေါမုံတွေးထတာရှိတယ်။ဘာလို့မလို့လဲ။မနှက်ပြန်နေကမိုင်းကိုဒီနာကဖုန်းကြီးကြောင့်ကဖုန်းကြီးနဲ့ပြစ်ပြီးတော့ပြည့်ရုံမဲ။ကမာဝါညှက်ခိုင်းမလားလို့မကောင်းဆိုးဝါးဆိုရင်တော့ထွက်ပြေးမှာပါ။ ပပတယောက်ဒေါမုံစကားကြောင့်ပဲခေါင်းငိမ့်နေ။ဒေါမုံစဉ်းစားတဲ့အကြံကို သူ့လုံးဝလက်ခံတယ်။နောက်တစ်နေ့ပပကဒီနေ့တော့လိုက်လွှင့်ပြီးဈေးရောက်ရမယ်။ဒါကြောင့်အိမ်မှာပဲလိုက်လွှင့်မှုအတွက်ဆုံးဖြတ်တယ်။လိုအပ်တဲ့ပစ္စည်းတွေကိုကလေးမောတင်ထားလိုက်ပြီးတော့မှန်တဲ့ကောင်မှထိုင်ကဖုံးကိုမှန်မှထောင်းတယ်။အဲ့နောက်လိုက်လွှင့်လဲ။မနက်ခင်းဖြစ်ပေမဲ့သူ့ပြိတ္တနဲ့သူရှိတာမို့လို့ပပကသူ့ရောင်းတဲ့အလှကုန်ပစ္စည်းတွေကိုကြောင်ညာပေးနေရောင်းနေတယ်။ဒီချိန်မှာကွန်မန်တစ်ခုတက်လာတာက အမမျက်နှာချက်မှာသူ့လက်အံ့ဩပြီးတော့အဲ့ဒီကွန်မန်ကိုကြည့်နေတော့နောက်တစ်ယောက်ကထပ်မှန်တယ်အမအခန်းတောက်မှာဘာကြီးလဲဒီတော့မပပလဲလှက်ပတ်ကြည့်မိတယ်အခန်းထဲရန်တောက်မျက်နှာချက်မှာတော့သပင်းတွေလိုထွထွလုံးကြီးတစ်ခုကတ်နေတယ်ပပလည်းထူးဆန်းသွားပြီးတော့အနာကိုဖိဖိကတ်လိုက်တယ်အဲ့ဒီဟာကိုလက်နဲ့မမိတာကြောင့်လိုရှင်ဘူးလေးတစ်ခုကိုဂရင်မောကကောက်ယူပြီးတော့လှမ်းပစ်ပုတ်တယ်အဲ့ဒီယာကြီးဟာရွေးရှားသွားပြီးတဲ့နောက်မျက်နှာချက်ပေါ်တက်ခါ မျက်နှာချက်ကိုထိုးဖောက်ဝင်ရောက်သွားတယ်။ပေါပါတယောက်ကြောက်လန့်နေကြနဲ့អော်ပြီးတော့ထိုင်ချတယ်။သူ့ဖုံးမှာတော့ကွန်မန့်နေရအပြည့်တက်နေတယ်။တရေကြီးလားမသိဘူးနော်။အမတရေထင်တယ်။နေကင်ကြီးတရေခြောက်တာလား။စသဖြင့်ထင်မြင်ချက်အမျိုးမျိုးပေးကြတယ်။ပေါပါလည်းချက်ချင်းပဲဖုံးကိုပိတ်ပြီးတဲ့နောက်အခန်းတွင်းကနေထွက်လာတယ်။ဒေါမုံကိုတွေ့လိုက်တာကြောင့်လှမ်းပြီးတော့ဒေါမုံဖုံးကြီးပြင်တာအဆင်ပြေလား။ပြည်တယ်ပေါပါ။ဒီညနေ3နာရီလောက်ကြွလာကြလိမ့်မယ်။ ပပတီစကားကိုနားထောင်ပြီးတဲ့နောက်လမ်းထိပ်ကိုထွက်လာတယ်။အင်ရှင်ကသူ့ဆိုင်မှာထိုင်နေတယ်။အန်ဒီညနေ3နာရီလောက်အိမ်မှာဖုန်းကြီးပြင်တော့မလို့ပရရွမလို့အန်ဒီလာအောင်မလား။အင်ရှင်အတော်ကြီးရဲ့ပြုံးချူတဲ့မျက်နှာအောင်မှတ်သွားတယ်။ဟုတ်လား။အန်ဒီလက်ဆိုင်ကတပတ်နဲ့ဆိုတော့ထွက်မရဘူးသမီး။ဒါနဲ့အဲ့ဒီအိမ်မှာလေတခုခုထူးခြားတာများဖြစ်လို့လား။ထူးခြားတာရောရှိကြလား။အင်ရှင်တော်ကြီးမျက်နှာပိုပြတ်သွားတယ်။နောက်ပြီးတော့ စိုးရိမ်တဲ့ရေးရောင်တွေဖြစ်ပေါ်လာတယ်။မဖြစ်ပါဘူးတမီးရဲ့။ဘာလို့လဲ။ဘာမှတော့မဖြစ်ပါဘူး။ပပဒိတိုင်းပြောပြီးလက်ထွက်လာတယ်။အရှင်တော်ကြီးလိန်ပြောနေမှပပသိတယ်။ဒါကြောင့်ဆက်ပြီးတော့မပြောတော့တာ။ညနေကျတော့တန်ဃာတော်တွေကြောက်ရောက်လာတယ်။ပပဟာသူ့တငငချင်းတချို့ကိုသာခေါ်ထားတာကြောင့်အဆင်ပြေသွားတယ်။ဆရာတော်တွေကိုအေးအေးကဆရာတော်တွေဟာပရိတ်တရားတွေချိန်မြင့်နေ။အဲနောက်ဆရာတော်တွေပြန်ကြောက်သွားတယ်။ပပစိတ်ထဲမှာတော့တန်တရားတချို့ရှင်းသွားပါတယ်။ဒီတရားကြီးလက်အိမ်တွေကနေ ဖက်ပြေးသွားပြီလို့ထင်တယ်။ဆရာတော်တွေကိုပြန်ပို့လိုက်ပြီးတော့အင်ရှိအိမ်ကအတော်ကြီးဟာသူ့တို့ကိုတေချာငဲကြည့်တယ်။ပပလည်းပြန်ပြုံးပြတဲ့အခါဒီတော်ကြီးကသူ့အိမ်ထဲကထွက်လာပြီးတော့ပပတို့ခြံရှိကိုရှောက်လာတယ်။သမီးတို့ကအိမ်ကအစ်တွေထင်တယ်။ဟုတ်ကဲ့ရောက်တာတလားတော့မပြည့်သေးဘူးလေ။ဆက်စုတယ်တော့မထင်နဲ့နော်။ပရရွတ်တာလား။ဟုတ်ပါတယ်ဒါနဲ့မေးစရာရှိတာကအတော်တို့ဒီအိမ်နဲ့ပတ်သက်ပြီးတခုတ်ကိုတီးထားတာများရှိလား။အတော်ကြီးကဘေးဘီကိုကြည့်တယ် ဒီအိမ်ကလုံမမြဲဘူးတမီးရ။ဘာလို့လဲတော့။ပပကတမင်မသိကြအောင်ဆောင်းမိမိတယ်။ဘာလို့လဲဆိုတော့တရေချော်လို့လေ။တရေကဘလို့တရေဆိုတာအတော်ကြဘူးလား။ဖြစ်ပုံကဒီလိုကွ။အိမ်ပိုင်ရှင်တော်ကြီးကနေကရောက်လာတာ။ဒီအိမ်က အဖွာကြီးရဲ့သားနဲ့ညားခဲ့တာလေ။အဖွာကြီးကသူ့သားနဲ့လုံးဝသဘောမတူတယ်လို့သူ့ချွေးမကိုလည်းလုံးဝကြည့်မရဘူး။ဒါကြောင့်ချွေးမကိုအမျိုးမျိုးပညာတွေပြခဲ့တာ။ချွေးမဖြစ်သူကလည်းယောက်မနော်တာကိုခန့်နေ။ဒီလိုနဲ့၃နှစ်လောက်ကြာတော့ အဖွားကြီးမှယောဂါတခုဖြစ်တဲ့အဲ့ရတဲ့လဲလာတဲ့ဒါနဲ့အဖွားကြီးကသူ့ချွေးမှသူ့ကိုလှုပ်ချင်တယ်လို့ပဲစိတ်ထဲမှာဆွနေတာပို့ဆိုတာကအဲ့ဒီယောဂါပြင်လာတော့အဖွားကြီးသိသွားတယ်မတိခင်မှာအဖွားကြီးဟာချွေးမှဖြစ်သူကိုလက်စားချိန်မဲဆိုပြီးတော့ချိန်ဝနေတာအဲ့ဒါသိသွားတော့မကြုတ်ပဲနဲ့တရေဖြစ်နေတာတဲ့ရှင်ကြောက်စရာကောင်းလိုက်တာအဲ့ဒီတရေကြီးကအိမ်ပါရှင်တော်ကြီးကိုအညှို့ထားတာမို့လို့ဘလို့မှနေလို့မရအောင်လုပ်တယ်ဒါနဲ့အိမ်ပါရှင်တော်ကြီးလည်းသူ့ယောက်ျားနဲ့လမ်းထိပ်မှာတိုက်ခန်းဝယ်တယ် တဲ့အိမ်မှာမနေရဲလို့အိမ်ငါတင်ရတာကတ္တာကအဖွားကြီးတဲ့ရဲကအိမ်ငါလေးကိုပါ၆လံပြီးတော့နှောက်ရက်ပေးတာတမီးတို့မတိုင်ခင်နှစ်ဆက်လောက်နေသွားတဲ့တရုတ်လင်များဆိုအဖွားကြီးနဲ့နဘန်းတက်တာမိမဖြစ်သူကမသိုံတမယ်ပဲဆိုပဲဒါဆိုဒီတရေကြီးကိုအမျှဝေတာတို့ပရေရွတ်တာတို့မလုပ်ကြဘူးလားလှုပ်တာမှအိမ်ငါအဆက်ဆက်ပဲတမီးအိမ်ရှင်တွေလည်းလှုပ်တယ်အလှူဒန်းပေးပြီးတော့အမျှဝေပေမဲ့အဖွားကြီးကအိမ်ကိုဆွဲနေပြီးချွေးမဖြစ်သူကိုလက်စားချင်မယ်ဆိုပြီးဆွဲနေတာ ဘာမှမထုတ်ဘူးတဲ့ဒီလိုပြောတော့မှပဲပပလည်းကြောတွေချမ်းပြီးတော့ကြောက်လာတယ်တခုတော့တတိပေးမှန်တော့သမီးသမီးတို့ပရေရွတ်တယ်ဆိုတခုခုတော့ကြုံပြီးပြီမို့လားပပကောင်းချင်းပြတယ်ပရေတွေရော့ကမာဝါတွေညှက်ပြီးရင်လေအဲ့ဒီတရေကြီးကပို့ပြီးတော့ကြမ်းနေတဲ့ဒီစကားကငကိုကလေးကကြောက်နေတဲ့ပပကိုအစင်ဘိန်းတက်ပေးတယ်လို့ဖြစ်သွားတယ်ပပလည်းခြံကားပိတ်အိမ်ထဲကိုပြန်ဝင်လာတယ်တငံချင်းတွေလည်းခဏနေတော့ပြန်သွားကြတယ်အားလုံးပြန်သွားတော့ ပပနဲ့တော်မောင်မှန်ကြံခဲ့တယ်။ညကလည်းမောင်းလာပြီဖြစ်တယ်။ပပအိမ်မှာကြံပေမဲ့စိတ်ထဲမှာအယမ်းကိုကြောက်လန့်နေတယ်။အဲ့ရတဲ့မှာလည်းဖះစာအုပ်တွေပဋိတွေဖះပုံတော်တွေနဲ့အဆောင်လက်ဖွဲ့တွေချထားတယ်။ဖုံးကြည့်နေပေမဲ့စိတ်ထဲမှာတစ်ချက်တစ်ချက်အခန်းထဲကိုဝေဝဲကြည့်မိတယ်။ညစ်နေလာတဲ့အခါအိတ်ချင်လာတာကြောင့်အိမ်မောကြသွားတယ်။ဒုံဆိုတဲ့တန်လက်တူခြံအောင်ပြင်ကိုပြက်ပြီးပပပြုတ်ကြသွားတယ်။ခြံအောင်ဟာခိုင်းနေပါတဲ့ခြံအောင်ဖြစ်တာကြောင့်ခြံအောင်မှာပြုတ်ကြပါခရင်ဘော်ကနေပြုတ်ကြမယ်။ ပပတယောက်မျက်လုံးကိုဖွင့်ကြည့်တော့မဲမဲကောင်ကြီးကသူ့ခြေထောက်ကိုကင်ဆွဲနေတာတွေ့ရတယ်။ဂရင်မော်ကကြပြင်မဲ့ခြေထောက်ကမလှုပ်သေးဘဲနဲ့ကြောက်တိုက်ဆွဲနေတာ။ခြေထောက်လည်းပွင့်သွားပြီးပြေထွက်သွားတယ်။မဲမဲကောင်ကြီးကနေရန်ကိုလမ်းလျှောက်သွားပြီးတက်သွားတယ်။ပပပါတရုတ်တိုက်ပတ်သွားပြီးတဲ့နောက်နေရန်မှာခြေထောက်ကြီးထောက်ပြီးစောက်ထိုးကြီးဖြစ်နေတယ်။ပဇက်ကလည်းလှုပ်ရှားလို့မရဘူး။အဲ့ဒီကင်ထားတဲ့လက်ကြီးကလည်းကြမ်းကြမ်းကြီးနဲ့တမျိုးဖြစ်နေရ။ဒီကမှအဆောင်တစ်ခုကပပကောင်းတော့မှကြာနေရကြောင် အဲ့ဒီအဆောင်ကိုကောက်ပြီးတဲ့နောက်အကောင်ကြီးကိုပြစ်ပေါက်တယ်။ချီနဲ့ပြုတ်လှထားတဲ့အဆောင်ဖြူလေးဟာအကောင်ကြီးကိုထိတာနဲ့အဲ့ဒီအကောင်ကြီးကအော်ဟစ်ပြီးတော့ပပကိုလှုပ်ချပြီးနနေချက်ပေါ်ကိုပိတ်ငူကြည့်တော့ပဲပြစ်တက်သွားတယ်။ပပဒီတော့မှငိုကြွေးတယ်။ပြုတ်ကျသွားတာနဲ့ခါတွေကနားတယ်။ခြေတော်တစ်ဘက်ကလည်းအစွဲခံထားတာကြောင့်နာပြီးတော့အကြောကတ်တယ်လို့ဖြစ်နေတယ်။အခန်းတွင်းကပြေးထွက်ဖို့အခန်းနကကိုဖွင့်တော့ခြေတော်တစ်ဘက်ကထောင်းနေထောင်းနေနဲ့ဖြစ်နေတယ်။အခန်းနကကိုဖွင့်လိုက်တာနဲ့ဒေါမဟွာအခင်းပြင်ပြမှာပပကိုရက်ပြီးတော့ ဲကြည့်နေမိတယ်။တောင်မောင်ပပလေးပပဒီလိုသာပြောရသေးတယ်။တောင်မောင်ကပပလေးပင်ကိုလက်တစ်ဖက်နဲ့ကင်ပြီးတော့ညှက်တယ်။ပပလေးသူ့လက်ကိုတောင်မောင်လက်တွေကိုပြန်ဆွဲထားပြီးတဲ့နောက်အတင်းယုံနေ။တောင်မောင်မျက်လုံးတွေဟာပြိုးချောင်နေပြီးအသက်မရှိဘူးလို့ထင်ရတယ်။ပပလေးပင်နဲ့အစ်ပြီးတော့လှဲချလိုက်တယ်။တောင်မောင်နဲ့ပပလုံးထွေးသွားတယ်။တောင်မောင်ကလုံးဝလက်ကိုမလှုပ်ဘဲနဲ့ပပလေးပင်ကိုညှက်တယ်။ပပလေးနားမှာရှိတဲ့ဖျားပုံတော်နဲ့တောင်မောင်မျက်နှာကိုကပ်ပေးတယ်။တောင်မောင်ကတလိုက်တလို့ဖြစ်သွားပြီးတော့ ုံတက်သွားတယ်။အဲနောက်အရာကတရင်နိုးသလိုကြောင်အံ့ဖြစ်လာတယ်။ပပငါငါဘာဖြစ်ဒီချိန်မှာပဲနနေချက်ပေါ်ကနေမဲမဲကောင်ကြီးကစောက်ထိုးကြလာတယ်။သူတို့နှစ်ယောက်လည်းကြောက်လုံးလာကြောင်တယောက်ကိုတယောက်ဖတ်ထားကြတယ်။ထွက်သွား။နင်တို့အခုငါအိမ်ကထွက်သွား။ပပတို့လည်းဘာမှပြန်မပြောနိုင်ဘူး။ငါကဒီအိမ်ပိုင်ရှင်။နင်တို့ကငါ့ကိုနှင်ထုတ်ချင်တယ်ပေါ့ဟုတ်လား။နင်တို့ဖျားစာရရင်ငါမနေနိုင်ဘူးသိလား။ငါကနောက်ဖေးကမြောင်းဝေးမှာတစ်နေ့လုံးသွားရှောင်နေရတယ်။ နင်တို့ကိုငါတက်ပြစ်မယ်သိလားကြောက်ပါပြီဖြင့်ထွက်သွားဆိုထွက်သွားပါမယ်ပပကလက်အုပ်ချီပြောနေတယ်ဒီကောင်မှအဲ့ဒီအကောင်ကြီးဟာအရန်ကိုကြောက်မဖွဲအတန်ကြီးပေးပြီးတော့ကြောက်ခဲ့သွားတယ်ပပနဲ့တော်မုံလည်းညာတွင်ညင်းမဲ့အိမ်မော်ကနေဆန်လာခဲ့ပါတယ်လမ်းထိပ်နားမှာရှိတဲ့တဲခိုကန်တစ်ခုမှာညာတွင်ညင်းသွားပြီးတော့တက်ရတယ်ပပလည်းပဲနဲ့အညစ်ခံထားတာကြောင့်ညုံမနေတယ်နောက်တနေ့သမီးတို့စမ်းမနေတော့ဘူးဆိုတာသိကြလားပပဟာကောင်းချင်းပြတယ်ငွေကတော့စာချုပ်ထဲကအတိုင်းပဲနော် အန်တီတို့ပြန်မအားနိုင်ဘူးရပါတယ်အန်တီတမီးလည်းမယူတော့ဘူးနောက်ပြီးတော့ဒီလိုတိကျနဲ့လောက်ခဲ့တဲ့အန်တီတို့ကိုလည်းတမီးတို့ယုံနေဖြစ်နိုင်ရင် နောက်ထပ်တောင်းထပ်ပြီးတော့အန်တီမျက်နှာကိုမမြင်ချင်တော့ဘူးစိတ်ချပါတမီးတမီးတို့ထွက်သွားရင်နောက်ထပ်မြင်ရတော့မှာမဟုတ်ဘူးအန်ရှင်တော်ကြီးရဲ့တကားရဲ့ဆန်းထားတဲ့အပြုံးတွေကိုထပ်မတွေ့လို့တော့ပါဘာဘာအဲ့နေရာကနေထပြီးထွက်ခဲ့တယ်ဒါနဲ့အန်တီအန်တီကတကယ်ပဲကိုရောက်ခမကိုကိုလောက်ကြံခဲ့တယ်လား ီကမှာအင်ရှင်တော်ကြီးရဲ့မျက်နှာဟာတင်းမာသွားတယ်။ဒါကတော့သမီးထင်ကျင်တယ်လို့ထင်မကွယ်။ပပလည်းဆိုင်ထဲကပြန်ထွက်ခဲ့ပြီးဆိုင်ပင်ရောက်တာနဲ့အင်ငါးစာချုပ်ကိုဆွဲပြေးပြီးတဲ့နောက်အမိုက်ပုံးတစ်ခုလေးကိုလုံးချေပြီးထည့်ခဲ့ပါတယ်။နေချင်းပြီးအိမ်ပြောင်းဖို့ကြိုးစားရအောင်မေ။နေတိုင်းစရာအိမ်တစ်လုံးထိုက်ရှာအောင်မေ။ဒါပေမဲ့အခုလိုအိမ်မဖြစ်ပါဘူး။